ကဲအခုကเนาะဒီအပိုက်၅ကိုကျွန်တော်ဘာသာပြန်ပြီးมาဖြစ်ပါတယ် in 1953 1953မှာ Schumann Timmon receive Schumann Timmon ကเนาะရရှိခဲ့တယ်လက်ခံရလက်ခံရရှိခဲ့တယ် the title ဘွဲပေါ့เนาะဘာဘွဲလဲအလင်းငါကြော်စွာဆိုတဲ့ဘွဲကူတဲ့ which is awarded to outstanding artist in Myanmar မြန်မာနိုင်ငံမှာထူးချွန်တဲ့အမှုပညာရှင်တွေကိုတဲ့ချီးမြှင့်တဲ့အလင်းငါကြော်စွာဘွဲကူရရှိခဲ့ပါတယ် in 1969 1969ခုနှစ်မှာရွှေမန်းတင်မောင် died ရွှေမန်းတင်မောင်ကကွယ်လွန်ခဲ့တယ်ပေါ့နော်ကွယ်လွန်တဲ့တေဆုံးနဲ့တေဆုံးခဲ့တယ်နော် while dancing on the stage စင်ပေါ်မှာနော်စင်ပေါ်ကနေစင်မှာပဲသူဘလောက်ထိသူ့ရဲ့ပညာကိုယူသွတ်လဲဆိုတာနော်သူ့ရဲ့အလုပ်ပေါ့ his name သူ့ရဲ့နာမည်ရတယ် will never fade away fade away ဆိုတာပျောက်ကွယ်တယ် will never fade away ဆိုတာဘယ်တော့မှပျောက်ကွယ်မှာမဟုတ်ပါဘူးတဲ့ he remains a historic artist of Myanmar remains ဆိုတာဆက်လက်တည်ရှိတယ် a historic artist of myanmar เนาะမြန်မာနိုင်ငံရဲ့တမိုင်းဝင်အမှုပညာရှင်ဖြစ်နေဆက်လက်တည်ရှိနေဦးမှာပါတဲ့